အခုမြင်နေရတယ်မျက်နှာစာကတော့ဦးဇင်းတို့ပြည်နိုင်ငံတောင်ပိုင်းကွန်တောင်မြို့မှာရှိတဲ့တစ်ကဗန်တိုင်းကျောင်းတိုက်ဂျပန်တောင်ရဲ့ဦးဇင်းတို့မျက်နှာစာကိုလက်ရှိဒါမြင်နေရတဲ့မြင်ကွင်းအအနေထားပဲဖြစ်ပါတယ်ပေါ့နော်ကြာခင်ဦးဇင်းတို့ကထပ်ပြီးတော့တောင်ပေါ်ရဲ့ဖျားစီဒီပထိုးတွေကိုဦးဇင်းတို့တင်ရင်သာပြပေးသွားမှာဖြစ်တဲ့အကြောင်းမျိုးဦးဇင်းရဲ့တူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ် င်းတို့ဒါအခုရောက်ရှိနေရတော့ပြည်ထောင်နိုင်ငံတောင်ပိုင်းဒါဗန်တောင်မြို့ပေါ့နော်ကွန်တောင်မြို့လွယ်ထွက်တယ်ပေါ့နော်အတန်းတော့ဒါဗုဒ္ဓရုပ်ဘွားတော်တည်ရှိတဲ့ဒါဦးဇင်းတို့ B ဆိုရက်တောင်ကိုဟိုရောက်ရှိနေရဖြစ်ပါတယ်ဒီ B ဆိုရက်တောင်ကတော့25ဟက်တာဧကကျေဝင်းပြီးတော့အကြောင်းထဲမှာကတော့ဗုဒ္ဓရုပ်ဘွားတော်တွေစင်သူတော်တွေ ရှိတယ်တိန်လည်းရှိတယ်မောထေရဝါဒရဟန်းတော်များဦးစီးပြီးတော့ဒါတိဆောက်ထားခဲ့တဲ့ဒါဗုဒ္ဓရဲ့တောင်စံတောင်စွန်းတနေရာရဲ့ဒါရှင်ပြန်လို့ဦးဇင်းတို့တခုလေ့လာနေတာပဲဖြစ်ပါတယ်ဗောနော် တိတ္တကဗန္တိုင်းဆိုတဲ့ဒီចောင်းဝန်းဒါအတွင်းထဲမှာနာမည်ကြီးတဲ့အရာတွေအများကြီးရှိပါတယ်ဖျားဝါရနဲ့ဆက်ဆက်ပြီးတော့အရာတွေလည်းနာအများကြီးရှိတယ်ဗောနော်အာဒီဖျားကလည်းပဲဒါဗုဒ္ဓဘာသာဝင်နေတာမကနိုင်ငံကခီးသွားတွေရဲ့ဆွဲဆောင်တဲ့ဒါနရတင်ရလည်းဖြစ်တယ်ဗောနော်ဥစဉ်တို့ရောက်သွားတာကမနှက်စောကြီးဆိုတော့ဧည့်သည်တွေတိတ်မနာသေးတဲ့အချိန်မှာဆိုတော့ဒါလူပားတဲ့အချိန်ပဲရှိတယ်ဗောနော်ဒါဒီစီခုမြင်နေရတယ်ဒါဘုရောကျောဘွားတော်ကြီး ရဲ့ဒါမျက်နှာချင်းဆိုင်မှာဆိုလို့ရှိရင်လည်းပဲအဥစဉ်တို့ဒီတငါလှေတွေဝင်ထွက်တဲ့ဒါမြစ်ရဲ့စုံမှာပေါ့ဒါဥစဉ်တို့ရှိတာကိုလည်းဒါတွေ့ခဲ့ရတယ်ပေါ့နော်တရားပုံညာဩဒီခြုံခွန်ကြောင်းရတော့ဒါထေရဝါဒအကြောင်းဖြစ်ပါတယ်ဒါမှထေရဝါဒရန်တော့တပါနဲ့အခုပြန်တွေ့ရဝုန်းလားတပါအခုတပါထေရဝါဒဘီရန်အကြောင်းမှာဒါစတုပါကြီးတော့ ဒီဝင်ထဲမှာဆိုလို့ရှိရင်ဒါဇေဒီနှစ်စုရှိတယ်ပေါ့နော်အဲဇေဒီတစ်စုကတော့ဟိုဖတ်ဇေဒီဆိုပြီးတော့ရှိပြီးတော့နောက်တစ်စုကတော့ဟွန်ဆွန်ဆိုတဲ့ဇေဒီလိုပဲဖြစ်တာပေါ့နော်အခုဒါဟုတ်ဥမြင်နေရတဲ့ဒါဥသူဇေဒီကတော့ဒါဟိုဖတ်ဆိုတဲ့ဒါဇေဒီပါဇေဒီရဲ့ရှေ့တက်တက်မှာတော့တငါလေငယ်ဒီနဲ့ဒါဟိုးပုံမှန်မြင်နေရတော့ဥစဉ်တို့ဒါစိတ်ကမ်းပေါ့နော် ဒီကိုမြင်နေရမှာပဲဒါဥစဉ်လို့ဖြစ်တယ်ဗောနော်အာဒွန်ဖတ်ဆိုတော့ဒီဘုရားရုပ်ဘွားတော်တွေလည်းပဲဒီမှာရှိသေးတယ်ဗောနာမည်ကတော့နည်းနည်းလေးတွေခေါ်ရတော့ဟိုခတ်တယ်ဗောနော်ဒါတော့ဥစဉ်ကိုကုစားစီတီရှင်မြင်ကိုမြင်နေရတဲ့အနေထားတစ်ခုကိုဥစဉ်တို့ကတွေ့မြင်နေရပါပဲဖြစ်ပါတယ်ဒီရဟန်းတော်တွေကတော့ထေရဝါဒရဟန်းတော်တွေရဲ့သတင်းသုံးတာတော့ဒီကြောင်းဝင်ထဲမှာတော့ခုနှစ်ပါးရှစ်ပါးရရှိတယ်ဗောနော်ဟိုမှာဆိုလဲထေရဝါဒရဟန်းတော်တွေအမှစာကြက်နေရတယ်တရှင်ကြီးလုံနေတာလေအဲဒါဥစဉ်တို့တွေ့ခဲ့ရတယ်တွားလဲမိတ်ဆက်ခဲ့တယ်ဗောနော် ဇေယျမရဲ့နောက်မှာရှိတဲ့ဓမ္မယုံတော်ကြီးပေါ့နော်ဗုဒ္ဓစာလာလို့ခေါ်တဲ့ဓမ္မယုံတော်ကြီးပေါ့အဲ့မှာသူတို့ဒီကြောက်တွေနဲ့ဒါရုပ်ပွားတွေထွန်းထားတယ်လှတွေဆင်ထားတယ်ပေါ့နော်အရင်လှတယ်ပေါ့နော်ဒါကြောင့်ဦးဇင်းတို့သွားပြီးတော့အဲ့နေရာကိုဦးဇင်းတို့ခါရပြူလဲရိုက်ခဲ့ပါသေးတယ်ပေါ့နော်အဖျားတဲ့ကိုလည်းပဲဦးဇင်းတို့ပြူရိုက်ခဲ့ပါသေးတယ်ဒါကတော့ထီရဝဝါဒအောင်မသူအိန္ဒိယနဲ့သူတီးလင်္ကာနဲ့ပေါင်းဆက်ပြီးတော့ ဒါတဲထားတယ်လို့လည်းဥစဉ်တို့သိရပါတယ်ဒီမျိုးဆက်ကတော့တီးလင်ကန်နဲ့ထီရာတီးလင်ကန်နဲ့အိန္ဒိယတန်ဃာတော်တွေကြွားရောက်ပြီးတော့လည်းပဲဒီเจ้าယူစတီထုံးကဟိုအိုက်တန်ဃာတော်တွေကြွားပြီးတော့ဒါဒီထောင်ပီးခဲ့ကိုလည်းဥစဉ်တို့ဒါသိရတယ်ပေါ့နော်ဒါကြာခင်ဥစဉ်တို့ဒါအထဲတွေကိုလည်းဥစဉ်တို့ချက်ရိုက်ပြပြပေါ့နော်ရဟန်းကိုကြည်ညိုကောင်းတဲ့ဒါဘုရားရုပ်ပွားတော်ကြီးကိုဒါဥစဉ်တို့ဟိုမြင်ရမှာဖြစ်ပါတယ်ပေါ့နော်အခုဆိုရင်ဒါဥစဉ်လေကားတဲ့တိုင်းတက်သွားမယ်ဆိုလို့ရှိရင် ဘုရားရုပ်ဘွားတော်ကြီးကိုဦးဇင်းတို့ကမာမာမတ်မတ်ကြီးရှေ့တစ်ပါးနောက်တစ်ပါးအဲမှာကရုဏာတက်နေတဲ့ရုပ်ဘွားတော်မတ်တက်ရုပ်ဘွားတော်ကြီးတွေရှိပြီးတော့ထိုင်တော်မူရုပ်ဘွားတော်ကလည်းဗီယက်နမ်တေးလင်ကအိန္ဒိယနဲ့ပေါင်းဆက်ထားတဲ့လဟန်ဟိုတန်တန်တစ်ခုနေထားတဲ့ဦးဇင်းတို့ကအခုတွေ့မြင်မှာဖြစ်ပါတယ်ဦးဇင်းအရင်တော့ဘာအောင်မေးကြည့်ရပါတော့ဗမာနှစ်ဝါရှိပြီလေဆိုတော့ဒါလေးဝါရှိပြီရဲ့ ေဝါရှိတယ်ဆိုဒီမှာတိန်လေးပါးရှိတာရဟခံလို့ရရဟခံလာရတယ်မလားခြေရဝါရာ ordination လောက်ကတယ်မလားလောက်တယ်တဲ့စီမားတဲ့ရှိရဲ့ဟိုမှာဆိုရင်ဦးဇင်းတို့ဒီမှာဆိုတော့ဒီတိန်ကိုလည်းသွားလေ့လာပြတယ်ပေါ့နော်တင်ရတာကကားပိတ်ထားတာကိုဒါဦးဇင်းတို့တွေ့မြင်မှာဖြစ်ပါတယ်ပေါ့နော်ဒီမှာသူခြေရဝါရာရတဲ့တော်ကြီးသတင်းသုံးတဲ့ဆိုရတဲ့ကြောင့်ရဟခံခြင်းရပြုတဲ့ကံကြီးငယ်တွေလေးပြုတဲ့အတွက်ကြောင့်မို့တိန်ကိုလည်းပဲဦးဇင်းတို့ဒါအခုလေ့လာတွေ့ခွင့်ရရှိခဲ့တယ်ပေါ့နော် ဗီယက်နိုင်ငံကတအကြောင်းတတော်များများတော့မြင်ရတဲ့အတိုင်းပဲအရန်ကိုပဲဘယ်နေရာမှာပဲဖြစ်ဖြစ်သူတို့ကတစ်ပင်တွေကိုဦးစားပေးရလှပတဲ့တည်သက်တဲ့ကြော်ရှင်းတယ်ပေါ့နော်ဒီဖေဖျားကြောင်းတဲ့တူတူဖေဖျားကြောင်းတဲ့ဝင်လိုက်တာနဲ့ချေအေးချမ်းမှုကိုဒါတရားတစ်ပါးကိုမနာခင်မြင်လိုက်တဲ့မြင်ကွင်းမှာစိတ်အေးချမ်းမှုကိုရရှိတဲ့ဒါအမျိုးခန်းစားရတဲ့ဆိုတော့လက်တာတစ်ခုတော့ပေးဆွားနိုင်တယ်ပေါ့နော်ဒါတိလင်းကလည်း တွေတဲ့အတူပါပဲထိုင်းမှာလည်းထိုင်းဖုံးကြီးအကြောင်းတွေလည်းဒီလိုပဲပေါ့နော်အာကမ္ဘောဒီးယားအေလာလိုလည်းဒါထုံးကြီးလကောက်မှာအခုဒါအခုဗီယန်နမ်လည်းဒါထုံးကြီးလကောက်မှာပေါ့နော်ဒါအကြောင်းတွေကပတာရာကိုအရန်ကိုဒါဦးစားပေးပြီးတော့လှုပ်ထားတာသူတွေ့ရတယ်ပေါ့မြန်မာအာကျောင်းတွေလည်းပဲတော်တော်များများအခုဆိုရင်ဒါရှိနေတဲ့နေရာမျိုးကိုဦးစင်းတို့ရှိနေပြီပေါ့နော်ဒါဟိုဘက်ချက်မှာဆိုလို့ရှိရင်ဒါဖျားလောင်းတိထမင်းသာဆန်တော်ပေတော်မှုတဲ့နေရာကိုလည်းဦးစင်းတို့တွားရောက်ခဲ့ပါတယ် အခွင့်ကြုံရင် VPN နိုင်ငံဒီနေရာကိုလည်းလာရောက်လေ့လာပါလို့ဦးစင်းအနေနဲ့ပြောချင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာတော့ခွင့်ကြပါစေ။